အာဝါဤမာယာရေကံငယ်စဉ်ကတဏှာဤတစ်ခုကိုကြားဘူးဤထိုတဏှာဤမှာနေရေကံတဏှာဤဖြစ်လေမွေးစားကလေးငယ်တယောက်ကိုနေရေကံနဲ့ပြစ်ချလိုက်လင်ထိုကလေးငယ်သည်16နှစ်အရွယ်ဖြစ်လာသည်ဟု၍၎င်းအဖိုးအိုအဖွားအိုများကိုနေရေကံနဲ့ပြစ်ချလိုက်လင်ထိုအဖွားအိုအဖိုးအိုများသည်16နှစ်အရွယ်ဖြစ်လာကြသည်ဟု၍၎င်းကြားဘူးဤနေရေကံ၏ကရည်သည်ဤတို့လင်အရာရာကိုပြောင်းလဲစေနိုင်သော စွမ်းအင်ရှိဤ ဗုဒ္ဓစာပေထဲ၌အာတဝါဤမာယာရေကန်ကိုဖက်ရ၏အာတဝါဤမာယာရေကန်ကနတ်ရေကန်လိုဒဏ္ဍာရီမဟုတ်တကယ်မာယာရေကန်ဖြစ်၏မျက်စိဖြစ်ကြီး၍ရ၏မျက်စိဆိုတော့လေပဂရိမျက်စိတော့မဟုတ်ဉာဏ်မျက်စိဖြစ်၏ အာသဝအီမာယာရေကန်ကို ပထမအုပ်ဆုံးမြင်ရသူမှာမြတ်စွာဘုရားဖြစ်ပါ၏မြတ်စွာဘုရားကအာသဝအီမာယာရေကန်သည်ယဟန်တာမဟုတ်သေးသူတိုင်းတရဏ၌ရှိသည်ဟုဟောကြားတော်မူထား၏တရဝဟုသည်မြသည်အာသဝအီမာယာရေကန်ထဲသို့ဆင်းပူးကြသူများကြီးဖြစ်၏အာသဝအီမာယာရေကန်ထဲသို့ဆင်းပူးပါမှလည်းတရဝဟု၍ဖြစ်ကြရ၏သောမဟုတ်ပါကတရဝဟု၍ဖြစ်မလာနိုင် အမှန်အဖြစ်အာတဝါဤမာယာရေကန်သည်အရာရာတိုင်းကိုအသက်သွင်းပေးနိုင်စွမ်းရှိပါ၏ဗုဒ္ဓအဘိဓမ္မာဆောင်မထေရများကအာတဝါဤမာယာရေကန်မှအာတဝါမာယာရေသည်ကြာမြင့်စွာ ထုံအပ်သောစင်ရည်နှင့်တူသည်ဟုမိန်ကြ၏စင်ရည်ဆိုစင်ရည်ဟူသည်မှာအရက်ပင်ဖြစ်၏အယက်သည်အယက်သမားများကိုမူးအောင်လို့ဤယူအောင်လို့ဤထို့ကြောင့်အယက်မူးသမားများသည်မူးကြဤယူကြဤ မူးကြယူကြသောအခါအယံမူသမားများသည် အာယုံများကိုအမှန်တိုင်းမသိကြတော့အကောင်းကိုလည်းအဆိုးဟု၍ထင်ကြ၏အဆိုးကိုလည်းအကောင်းဟု၍ထင်ကြ၏အယံမူသမားများ၏အထင်သည် အာလုံကအာလုံကမောက်ကမကြီးသာဖြစ်၏အယံမူသမားများ၏အထင်သည်အာလုံကမောက်ကမကြီးသာဖြစ်၏အမှန်ကန်ဟု၍မရှိတော့လေအယံမူသမားများသည်သူတို့၏အထင်မှသူတို့၏အထင်ခြားသူများ၏အထင်ကဖွဲနေစကွဲသပေါဖွဲနေစကွဲပမာတာဖြစ်ရှိ၏ ဤသို့လင်အယမှုသမားများသည်တည်ယူတန်ကြ၏အသဝိုင်းမာယာယေကန်နှင့်ပတ်သက်၍ဆိုရလင်ဘဝတွင်အတိခံနှင့်အတ္တဟူ၍နှစ်မျိုးရှိသည်အတိခံကိုအာယုန်ဟူ၍ဆို၏အာယုန်ဟူသည်မှာအတိစရာများဖြစ်၏အတိကိုစိတ်ဟူ၍လဲဆို၏အာရမဏိကဟူ၍လဲဆို၏စိတ်သို့မဟုတ်အာရမဏိကဟူသည်မှာတိစရာများကိုတိတတ်ပါ၏ထို့ကြောင့်ဘဝတွင်တိစရာများနှင့်အတိတရားများသည်အချင်းချင်းမလွဲမသွေဆက်ဆံနေကြရ၏ တယံတစင်းများပြည့်သည်ဟူ၍မရှိအိမ်မောကြနေသောအခါ၌ပင်သီစီယာနှင့်အတိသည်ဆက်ဆံနေသည်ပင်ဖြစ်၏တရဝါများအနေဖြင့်ထိုသို့ဆက်ဆံနေကြောင်းတည်ခြင်းနှင့်မတည်ခြင်းသည်တကနာဖြစ်၏ဗုဒ္ဓအဘိဓမ္မာဝဟာရအနေဖြင့်ဆိုရလင်စိတ်ဟူသည်များကိုသီစီယာအာယုံသည်အမြဲပါရ၏သီစီယာအာယုံမရှိဘဲနှင့်စိတ်ဟူသည် ဖြစ်ကောင်းသောသဘောမရှိပေဤသည်မှာစိတ်တနိယာမဖြစ်၏ဤနိယာမအတိုင်းစိတ်ဖြစ်သည်ဆိုသည်နှင့်တပြိုင်နက်ဘာစိတ်ပင်ဖြစ်ဖြစ်အာယုံသည်အမြဲပါလိမ့် ဗုဒ္ဓဒေသနာအရာအာယုန်ဟုသမျှသည်ပုထုဇဉ်တို့၏အာယုန်သာဖြစ်ပါကအာသဝ၏မာယာရေကန်ကိုဖျက်တမ်းရသည်ကြီးဖြစ်၏။ဤနေရာ၌တေခပုတ်တေခပုတ်တို့တေခပုတ်ကိုယ်တို့ကအာသဝ၏မာယာရေကန်မှအာသဝမာယာရေကိုခန်းချောင်းအောင်အထုံနေသောအရိယာသူတော်စင်များဖြစ်ကြသဖြင့်ယင်းတို့ကိုထည့်သိမ်း၍မဆိုခြင်းဖြစ်ပါ၏။စေဟုသမ ्या သည်လည်းပုထုဇဉ်တို့၏သိစိတ်သာဖြစ်ပါကအတဝါ၏မာယာရေကံကိုဖျက်တမ်းရသည်ကြီးဖြစ်၏ ထို့သောဖြတ်တန်းလိုက်သည့်နှစ်တပြိုင်တည်းအာဒဝါဤမာယာယေကန်ကအာဒဝါဤမာယာယေသည် သူ၏အစွမ်းကိုပြလေတော့၏သူ၏အစွမ်းကမြည်မြထပ်ပါလေသည်။ပုထုဇဉ်တို့၏ဆိုင်ရာဆိုင်ရာဒွါရမြ၌ဆိုင်ရာဆိုင်ရာအာယုံမြထင်လာသောအခါထို့ထို့အာယုံများသည်ပုပ်ကိုများလည်းမဟုတ်ကြ၊တရဝါများလည်းမဟုတ်ကြ၊အသက်ဇီဝလည်းမရှိကြ၊အရာဝတ္ထုလည်းမဟုတ်ကြ၊ဒရက်လည်းမရှိကြ၊အဆိုင်အခဲလည်းမရှိကြ ဒရမ်းမဲ့အဆိုင်ခဲမဲ့အသက်မဲ့သဘာဝတက်မြတာဖြစ်ကြပါ၏တို့ရရင် အာတဝါဤမာယာရေကံကိုဖျက်တမ်းလိုက်သည့်နှစ်တစ်ပြိုင်နက်အာတဝါရေဤဆွေးရင်ကြောင့်ထိုထိုအာယုန်တို့သည်ဒရမ်းမဲ့အဆင်မှဒရက်ရှိအဆင်သို့ရောက်သွားကြ၏အဆိုင်ခဲမဲ့အဆင်မှအဆိုင်ခဲအဆင်သို့ရောက်သွားကြ၏တက်မဲ့အဆင်မှတက်ရှိအဆင်သို့ရောက်သွားကြ၏ပုဂ္ဂိုလ်မဟုတ်သောအဆင်မှပုဂ္ဂိုလ်အဆင်သို့ရောက်သွားကြ၏ တရဝမဟုတ်သောအစင်းမှတရဝအစင်းတို့ရောက်သွား၏အရာဝိထုမဟုတ်သောအစင်းမှအရာဝိထုအစင်းတို့ရောက်သွား၏ဗရမတ်အစင်းမှပြညက်အစင်းတို့ရောက်သွား၏ဤဒီမှာဒီစရာအယုံမိုင်းအပေါ်၌သာအတဝမာယာရေး၏အစွမ်းတတိပြမှုဖြစ်ပါ၏အယုံကိုတိတက်သောပုထုဇဉ်တို့၏သိစိတ်အပေါ်၌လည်းအတဝမာယာရေးသည်အစွမ်းပြပြီးပင်ဖြစ်၏အမှန်အဖြစ်တိတက်သောသိစိတ်ဟုသည်ဗရမတ်တရားစစ်စစ်ဖြစ်၏ ။ထို့ကြောင့်အာယုံများကိုစိတ်ဤသဘာဝအတိုင်းစိတ်ကပင်သိခြင်းဖြစ်၏။တို့ရရင်ထိုသိစိတ်သည်အာတဝါဤမာယာရေကံကိုဖျက်ဆီးမိတဲ့နှင့်တပြိုင်နက်သိစိတ်သည်ရိုးရိုးသိစိတ်မဟုတ်တော့သိစိတ်သည်ငါဖြစ်လာ၏။ငါဖြစ်လာသည်နှင့်တပြိုင်နက်ဘာကိုပင်သိသည့်သိစိတ်ကသိသည်ဟု၍မခံယူတော့ငါကသိသည်ဟု၍သာခံယူတော့၏။အာတဝါဤမာယာရေကံမှအာတဝါမာယာရေသည် ထိုမျှလောက်ဆွမ်းပါ၏ နိုင်ရေကန်နှင့်နိုင်စာလင်အာတဝမာယာရေကန်သည်နိုင်ရေကန်ထက်မြင်ရပေါ်၍စွမ်းအားသာသည်ကိုတူတူငန်ငန်အားလုံးသိပါ၏။အာယုံများသည်လည်းအာတဝ၏မာယာရေကန်ကိုဖျက်ဆီးမိသောကြောင့်အားလုံးကမောက်ကမ ဖြစ်ကြရ၏။တိစိတ်များသည်လည်းအာတဝ၏မာယာရေကန်ကိုဖျက်ဆီးမိသောကြောင့်အားလုံးပင်ကမောက်ကမဖြစ်ကြရ၏။ထိုအခါကမောက်ကမဖြစ်သောကမောက်ကမဖြစ်နေသောအာယုံများကို ကမောကမဖြစ်နေသောသီစိတ်များကမိတို့လင်းယထာဘူတကြကြအမှန်ကန်စွာသိနိုင်ပါမည်နီဓမ္မထိတ်ထန်ကြကြပြောရလင်ဤတို့ပင်ပြောရမည်ဖြစ်၏ဓမ္မထိတ်ထန်ကြကြဆိုသည်မှာလဲသဘောတရားအနေဖြင့်ဝောဟာရအရသာဓမ္မထိတ်ထန်ကြခြင်းဖြစ်၏လက်တွေ့ကျင့်သုံးမှုအရဆိုလင်ဓမ္မထိတ်ထန်ကြခြင်းဟူ၍မရှိနိုင်ပုဂ္ဂလထိတ်ထန်ကြခြင်းသာရှိနိုင်ပါ၏အဘဲကြောင့်ဆိုတော့ပြောသူများကိုယ်တိုင်ကအာသဝိုင်းမာယာရေကံကိုဖျက်ဆီးပြီးမှပြောနိုင်သောကြောင့်ဖြစ်၏ အမှန်အဖြစ်လဲပြောသူဤသည်စရာ အာယုများကလည်းအာတဝမာယာရေကန်ကိုဖျက်ဆီးခဲ့ရသဖြင့်ကမောကမပင်ဖြစ်ဤပြောသူဤသည်စိတ်များကလည်းအာတဝဤမာယာရေကန်ကိုဖျက်ဆီးခဲ့ရသဖြင့်ကမောကမပင်ဖြစ်ကြလေဤဤသည်မှာလည်းဓမ္မတာပင်ဖြစ်ဤ အေတမတာအရပင်တက္ကဗေဒပညာရှင်တဦး၏အဆိုအမိန့်ကိုနောက်တက္ကဗေဒပညာရှင်တဦးကညင်းပယ်နိုင်ခြင်းဖြစ်၏အမှန်အဖြစ်တက္ကဗေဒပညာရှင်နှစ်ဦးစလုံးတို့သည်အတဝါ၏မာယာရေကန်ကိုဖျက်ဆီးခဲ့ကြသူကြီးဖြစ်လေ၏ထို့ကြောင့်သာငါတို့သည်စိတ်တည်ကိုငါသိလုပ်ပြီးတဦးနှင့်တဦးသူထံကအစွမ်းပြနိုင်ကြခြင်းဖြစ်၏ငါတိလုတ်သည်ဆိုကြဲကငါဤတနာပါဤမာနပါဤဒိဋ္ဌိပါဤ တို့ဖြစ်လင်မိတိငါကဓမ္မနိရှင်သောအစွမ်းကိုပြနိုင်ပါလိမ့်မည်နီတက္ကပေရလောက၌တာမက အခြားလောကများ၌လည်းထို့အတူပင်ဖြစ်၏ပညာရေးလောက၌၎င်းလူမှုရေးလောက၌၎င်းစီးပွားရေးလောက၌၎င်းနိုင်ငံရေးလောက၌၎င်းအုပ်ချုပ်ရေးလောက၌၎င်းလူမှန်သည်ငါမှန်သည်ဟူသောညှင်းခုံတံများကိုကဘာဤမျက်နှာပြင်အသီးသီးမှကြားနေကြရ၏ အယုံဆုံးအဖြစ်ဘာသာရေးလောက၌ပင်ဒူမန်သည်ငမန်သည်ဟူသောညင်းခုံတံများကိုကြားနေရ၏အမှန်အဖြစ်ဘာသာရေးလောကဟူသည်ကစိတ်ဤငြိမ်းချမ်းမှုကိုရယူရလောကဖြစ်၏ထို့ကြောင့်ဘာသာရေးလောက၌ဤကဲ့သို့ဒူမန်သည်ငမန်သည်ဟူသောညင်းခုံတံများကိုမကြားသည်ကအမှန်တို့ရရင်မကြားသင့်ပါပဲလေကြားနေရသည်ကလည်းအမှန်ယနေ့သာကြားနေရသည် မဟုတ် ရှိကလည်းကြားခဲ့ရသည် နောင်လဲကြားနေရအောင်မြည်ပင်ဖြစ်သည်အခြားသောရေးရများကိုအကြောင်းပြု၍စိတ်ခင်းကြသည့်အထည်ညှင်းကုန်ကြသည့်များကို မဆိုနှင့် မဆိုနှင့်အောင်ဘာသာရေးကိုအကြောင်းပြု၍စိတ်ခင်းသည့်အထည်ညှင်းကုန်ကြသည့်ကိုကပ္ပသမိုင်း၌အထင်ရှားတွေ့မြင်နိုင်၏ဘဂတိနားဖြစ်ပင်ကြား၌ဗုဒ္ဓဒေသနာတော်၌မူဝိဝါဒံဘယသောဒိဋ္ဌရာအဝိဝါဒံသခိမတော်ဟု၍လာ၏ညှင်းကုန်ခြင်းသည်ဘေးဖြစ်မညှင်းကုန်ခြင်းသည် မငင်းခုံခြင်းသည်ငင်းညံ့ခြင်းဖြစ်၏ထို့ကြောင့်ငင်းခုံခြင်းကိုဘေးအဖြစ်မြင်၍၎င်းမငင်းခုံခြင်းကိုငင်းညံ့မှုအဖြစ်မြင်၍၎င်းလူလောက၌အသက်ရှင်နေစဉ်ကာလအတွင်းတရားဓမ္မနှင့်အညီနေရန် သုံးသွင်းသင်ထားပါ၏တို့ရရင်ထိုသွင်းသင်ချက်ကိုလိုက်နာခြင်းမရှိကြတန်တရာတတန်းနှင့်စာလင်းလူဘဝတတန်းဟူသည်မှာ သမုဒ္ဒရာရေမျက်နှာထက်ခဏတက်သည့်ရေဘွက်ပမာတသက်လျာသာဖြစ်ပါ၏ တသက်လျာဆိုသည်မှာမွေးသည်မှသည်သည်အထီးကာလတစ်လျှောက်လုံးဖြစ်ပါသည်ထိုသဘောကိုလူတို့မသိသဖြင့်ယခုကဲ့သို့ငင်းခုန်နေကြခြင်းတော့မဟုတ်သိပါလျက်နှင့်ငင်းခုန်နေကြခြင်းဖြစ်သည်ဤသဘောကိုအတိခောက်ခတ်အဝင်နှက်ဟူ၍ဆိုရ၏အတိခောက်ခတ်အဝင်နှက်အတိခောက်ခတ်အဝင်နှက်နေခြင်းအတိခောက်ခတ်အဝင်နှက်နေကြခြင်းမှာအာသဝဤမာယာရေကန်ကိုဖျက်ဆီးကြရသူများပြီးပြီးနေဆသောအနိတ် အနိစ္စသဘောကိုသိရနိုင်စိတ်သည်ဓမ္မသည်မဟုတ်ပဲပုံကိုသည်ငါသည်ဖြစ်သောကြောင့်သာဖြစ်ပါ၏ဤလောက၌ပုထုဇဉ်တို့၏အသည့်သည်အတဝါ၏မာယာရေကံကိုဖျက်သန်းမိမှသည်သောအသည့်ကြီးဖြစ်သောကြောင့်အာလုံးကမောကမကြီးဖြစ်၏ကမောကမကြီးဖြစ်သည်ကိုကမောကမ ဖြစ်မှန်းမသိပဲအာလုံးအတဲ့ကြီးဖြစ်သည်ဟု၍မိမိတို့ဘာသာမိမိတို့ကသိနေသောကြောင့်ဖြစ်၏ထို့ကြောင့်ပုထုဇဉ်တို့အသည့်ဟုသမျှသည်အာလုံးအမကြီးဖြစ်၏ကမောကမအသည့်ကြီးဖြစ်၏ယင်းအသည့်ကို ပါဠိဝေါ်ဟာရအဖြစ် ဝိပလာသတိဟူ၍ဆိုရ၏ဝိပလာသတိဟူသည်မှာဖောက်ပြန်သောအသည့်ဖြစ်၏ဤသို့ဖြစ်၍ဖောက်ပြန်သောအသည့်ရှင်အရှင်ရှင်ဤညင်ခုံမှုသည်ဘယ်သောအခါမှဘယ်သောအခါအဆုံးသတ်နိုင်ပါမည်နည်းအမှန်အားဖြင့်ညင်ခုံမှုဟူသည်များကိုအဆုံးသတ်နိုင်သောအသည့်သည်ရှိ၏ထိုအသည့်ကို သစ္စာသည်ဟူ၍ခေါ်၏ဝိပလာသသည်ကိုသစ္စာသည်ဖြစ်သာရှေဖြတ်နိုင်၏သစ္စာသည်ဟူသည်ကပုဂ္ဂိုလ်သည်ငါသည်မဟုတ်စိတ်သည်ဓမ္မသည်ဖြစ်၏ စိတ်သည့်ဓမ္မသည့်ဟူသည်ငါကိုရှေ့ဖြတ်ပြီးမှရသောအသည့်ဖြစ်လေ၏။သင်ဘဝဇွန်1992